ားလုံးပဲမင်္ဂလာပါအားလုံးကိုဖခင်ရဲ့မြတ်တော်ကနေအထူးပဲကျေးဇူးတယ်နှုတ်ကပ္ပတော်ကိုချစ်တဲ့သူတွေအားလုံးယခု devotion နဲ့ကနေကြားရတဲ့ဖခင်ရဲ့နှုတ်ကပ္ပတော်အဖြစ်အတရာထဲမှာတိဆောက်ခြင်းနဲ့နောက်ကောင်းကြီးဖြစ်ဖို့ရန်အတွက်သခင်ယေရှုနာမ၌ကောင်းကြီးပေးတယ် hallelujah ဆိုတော့အခုချိန်မှာကျွန်တော်ဝင်ခါခြင်းတဲ့နှုတ်ကပ္ပတော်ကတော့ဖခင်သခင်မိန့်တော်မူသည်။အဖြစ်အသက်ရှင်ခြင်းဆိုတဲ့အရာနဲ့ကျွန်တော်ဝင်ခါခြင်းအောင်ဖြစ်တယ်ဆိုတော့ကျွန်တော်ရှင်မသက်အခန်းကြီး အငယ်လေးမှာပါပြောလဲဆိုရင်သခင်ယေရှုကလည်းလူဒီမုံအားဖြစ်တာအသက်ကိုမွေးရမည်မဟုတ်ဖခင်သခင်မိန့်တော်မူသမျှအားဖြင့်အသက်ကိုမွေးရမည်ကြမ်းစာလာသည်ဟုပြန်ပြောတော်မူ၏အာမင်ဆိုတော့ဖခင်သခင်မိန့်တော်မူသမျှအားဖြင့်လို့ပြောတယ်ဆိုတော့ဖရာသခင်ရဲ့စကားဖရာသခင်မိန့်တော်မူသမျှဖရာသခင်ဟာအမြဲတမ်းမှစကားပြောတဲ့ဖရာဖြစ်တယ်ဖရာသခင်ဟာဒီနေ့ပြောပြီးတသက်လုံးမပြောတော့တဲ့ဖရာမဟုတ်ဘူးဖြစ်တယ်ဒီနေ့မှပြောမှဖြစ်တယ်ခဏနေရင်လည်းပြောမယ် ညရောက်ရင်လည်းပြောမယ်မနေ့ရောက်ရင်လည်းပြန်ပြောမယ်နောက်နေ့ရောက်ရင်လည်းပြန်ပြောမယ်ဖယားသခင်ဟာနေ့တိုင်းမှာအချိန်တိုင်းမှာနေရာတိုင်းမှာသင်နဲ့ကျွန်ုပ်ကို စကားပြောနေတဲ့ဖယားသခင်ဖြစ်တယ်ကျွန်တော်တို့ငါတိုးတို့ဒီငါအတန်ကိုကြားပြီးငါနောက်တို့လိုက်ကြတယ်ထိုတိုးတို့ကိုငါတိတယ်လို့ဖယားကပြောတယ်ဆိုတော့ကျွန်တော်တို့သွားတဲ့နေရာရောက်တဲ့နေရာတိုင်းမှာကျွန်တော်တို့ရင်ဆိုင်ရတဲ့အရာရာတိုင်းမှာ ျွန်တော်တွေ့ကြုံရတဲ့အရာရာတိုင်းမှာဖရာသခင်ဟာသူ့ရဲ့စကားအဖြစ်တင်းနဲ့ကျွန်တော်ကိုအသက်ရှင်စေခြင်းတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဟာဖရာသခင်မိန့်တော်မူသမျှအဖြစ်အသက်ရှင်ဖို့ရန်အတွက်ဘာလို့အပ်တယ်လဲဆိုရင်နေ့တိုင်းမှာအသက်တော်ဖရာသခင်ရဲ့ဖွင့်ပြခြင်းကိုရောက်ဖွင့်တော့အရန်ရည်ကြည့်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့အကျမ်းစာမှာယောရှုတိရှိမှာပြောတယ်လေဖရာသခင်ရဲ့နော်ဖရာသခင်ပြည့်ညတ်ထားသမျှကို ကျင်းဆောင်မိဟုစောင့်ရှောက်ခြင်းအလုံးကကျမ်းစာကိုနှင်းညမပြတ်ကြီးစုဖျွတ်ရမယ်တိုးပြုတ်လင်းသင်သည်အကြံထမ်းမြောက်၍အောင်မြင်မယ်နေ့တိုင်းမှာရင်ဆိုင်နေရတဲ့အရာရာတိုင်းမှာအကြံထမ်းမြောက်ပြီးအောင်မြင်ဖို့အတွက်ဘာလိုနေသလဲဆိုရင် fresh revelation လက်ဆက်တဲ့ဖွင့်ပြခြင်းဖခင်သခင်ရဲ့မိန့်တော်မှုချက်အမြဲတမ်းလိုအပ်နေတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဖခင်သခင်ဟာ မနေ့ကပြောတဲ့စကားနဲ့ဒီနေ့ပြောတဲ့စကားတူချင်မှတူမှာဖြစ်တယ်ဒီနေ့ပြောမဲ့ပြောတဲ့စကားနဲ့မနေ့ပြန်မှပြောမဲ့စကားတူချင်မှတူမှာဖြစ်တယ်ဒါကြောင့်မို့မနေ့ကစကားနဲ့ဒီနေ့အသက်ရှင်လို့မရတလို့ဒီနေ့စကားနဲ့မနေ့ပြန်အသက်ရှင်ဖို့လည်းမဟုတ်ပါဘူးမနေ့ပြန်မှလည်းဖရာသခင်ကအတိတ်တော်စကားနဲ့တင်းနေခြင်းကိုပြောနိုင်တာဖြစ်တယ် ဒါကြောင့်မို့နေ့တိုင်းမှာသင်တဲ့ကျွန်တော်ဖရားရဲ့အတန်ကိုနားစွန့်နေဖို့နှုတ်ကပတ်တော်ကိုဖတ်ပြီးတော့မှ အသစ်တော် rema အသစ်တော် revelation နဲ့အသက်ရှင်နေဖို့အရန်အရေးကြီးတယ်ဆိုတော့ကိုကျွန်တော်ရှေ့ဥစွာပြောပြချင်တာဖြစ်တယ်။ဆိုတော့ကျွန်တော်တမန်တော်ပေတရုရဲ့အသက်တာကိုကြည့်မယ်ဆိုလို့ချင်းပေတရုသူသိတယ်မောရှိရထားတဲ့ကျမ်းစာတဲ့အားလုံးကိုသိတယ်ညညူးတဲ့အစာတွေမစားရဘူးမစားရမယ့်အကောင်နဲ့စားရမယ့်အကောင်သူသိတယ်အဲ့တော့တရက်ကြတော့သူအစာရှောင်ဆူတောင်းနေတဲ့ယူပါယုံကိုရတယ် ကောင်းကင်ကနေယူပိုင်ုံကြလာပြီးတော့မှအဲ့ဒီမှာဖျားသခင်ကတက်စားရမယ့်အကောင့်တွေကိုပြတဲ့အခါမှာဘာပြောသလဲဆိုလို့ရှိရင်ကိုတော်တဲ့ဒီလိုအကောင့်တွေကိုကျွန်တော်ငယ်သောအရွယ်ကနေမစားဘူးတဲ့ဂျူးလူမျိုးတွေနော်အဲ့ဒါဒီအာဗြဟံရဲ့ generation တွေဣသရေလလူမျိုးတွေမစားရတဲ့အရာဖျားသခင်ပြည့်ညထားတဲ့အရာတွေကိုကျွန်တော်လည်းငငယ်ကလေးကနေမစားဘူးလို့ပြောတာဖြစ်တယ်။မှန်တယ်ဒါဖျားရဲ့စကားမောရှေအဖြစ်ရေးထားတာဖျားရဲ့စကားတွေဖြစ်တယ်။ဒါပေမဲ့ဒီအချိန်မှာဖျားသခင်ကဘာပြောသလဲ ငါတက်စားပါလို့ငါမင်းပြောနေတယ်အခုတက်စားပါတခါပြောတယ်မစားဘူးနှစ်ခါပြောတယ်မစားဘူးသုံးခါပြောတယ်မစားဘူးအဲ့ဒီပိုင်ရောဟာပြန်မှရုပ်သိမ်းချင်းခံရတာဖြစ်တယ်ဆိုတော့ကျွန်တော်ကျွန်တော်တို့ဘာကိုပြောချင်တယ်လဲပေတယုဟာပေတယုဟာလွန်ခဲ့တုန်းကဖွင့်ပြချက်နဲ့ပဲယခုမှလည်းအသက်ရှင်နေတာဖြစ်တဲ့အတွက်ကြောင့် तू ရသင်းတဲ့ယူပါယုံနဲ့ तू ရသင်းတဲ့ကောင်းကြီးတွေပိတ်သိချင်းတွေကို तू မရခဲ့လိုက်ရအောင်ဖြစ်တယ် သူဆုံးရှုံးသွားတာဖြစ်တယ်။ဘာကြောင့်လဲ?သူဟာဘာဖြစ်လဲ?အစ်စ်တော့စကားကိုသူဟာလက်မခံနိုင်ဘူး။ဘာကြောင့်လဲ?သူ့ထဲမှာဘာဖြစ်လဲ?သူ့ထဲမှာဟောင်းတဲ့ doctrine တွေကပြည့်နေလို့ဖြစ်တယ်။သူ့ထဲမှာဟောင်းတဲ့ခံယူချက်တွေဟောင်းတဲ့ revelation တွေကိုပဲသူဟာဖြစ်လဲ။ဆွဲလန်းနေတာဖြစ်တဲ့အတွက်ကြောင့်အစ်စ်တော့ဘုရားစကားကိုကြားတဲ့ခါမှာသူလက်မခံနိုင်ဘူး။အဲ့ဒီခါမှာဖြစ်လဲ?သူဆုံးရှုံးသွားတယ်။ တကယ်တော့ဘုရားသခင်ကသူ့ကိုဂျူးလူမျိုးတွေဣသရေလလူမျိုးတွေကိုအေဝင်ဂေလိဝင်ခဆစ်ချင်တာဖြစ်တယ်လို့တပားအမျိုးသားတွေအတော့လဲသူ့ကိုတုံးချင်တာဖြစ်တယ်ပေတရုကိုဒါပေမဲ့ပေတရုအသုံးတော်မခံလိုက်ရအောင်ဖြစ်တယ် ။ဘာကြောင့်လဲ?သူဖျားသခင်ရဲ့ revelation ကို तू မခံနိုင်လို့ဖြစ်တယ်။ဖျားသခင်စားပါဆိုတဲ့အကောင့်တွေကို तू မစားနိုင်ခဲ့လို့ဖြစ်တယ်။ old revelation မှာပဲနေတဲ့အခါမှာ new revelation ကို तू မခံယူနိုင်အောင်ဖြစ်တယ်။ယနေ့ဒီနေ့ကျွန်တော်ဟာအမြဲတမ်းမှာကျွန်တော်ရဲ့နှလုံးသားဟာ blank paper ကဲ့သို့ဖျားသခင်ပြောလာတဲ့ new revelation တွေကိုခံယူနိုင်ဖို့ရန်အတွက်အမြဲတမ်းပြင်ဆင်နေဖို့အရင်ကြီးတယ်ဆိုတော့ကိုပြောပြချင်တာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ဓမ္မဟောင်းကိုကြည့်မယ်ဆိုရင်အာဗရာဟံကခံနိုင်တယ်။ဖျားသခင်ကအာဗရာဟံကိုပြောတယ်နော်အမျိုးသားပေါ့ပေါ်ချင်းတွေထွက်ခဲ့ပါငါမျိုးကောင်းရှိပြီမယ်။ မင်းရဲ့ generation ဟာကောင်းဟလာကောင်းကင်ကျယ်တယ်လို့ပဲသမုတ်တရားသဲလုံးသားများများပြားစေမယ်လို့ဖခင်ကအာဗြဟံကိုစကားပြောတယ်။အာဗြဟံကအဲ့ဒီ revelation နဲ့ထွက်လာတယ်။ဒါပေမဲ့တရက်ကြာသူအဲ့ဒီ revelation အတိုင်းပဲသူဘာရတယ်လဲ။ तू အိဇက်ကိုရတယ်။ तू အယံဝမ်းသားတယ်။ဟာဖခင်သခင်ကငါ့ကိုကောင်းကြီးပေးပြီ။ငါဟာဖြစ်လေငါရဲ့လူမျိုးတွေဟာကောင်းကင်ကျယ်နဲ့အမျှများပြားလာတော့မယ်။ तू အယံပြောတာဖြစ်တယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲဖခင်သူပြန်ပြောတယ်။အဲ့ဒီအိဇက်ကိုငါ့ကိုပေးတယ်။ဝါး။ စဉ်းစားကြည့်ဖခင်ကပြောတော့ဖြစ်တယ်ဖခင်စကောတော့သူ့ကိုလူမျိုးကြီးပစ်စေဖို့ခေါ်တာဖြစ်တယ်သူ့ရဲ့ generation ကိုသမုတ်တရားသဲလုံးနဲ့အမျှကောင်းကင်ကျဲအနှံ့အမျှများပြားဖို့ခေါ်တယ်ဒါပေမဲ့ဒီချိန်ကျတော့ရုပ်တရက်ကြီးဖခင်ကပြောတယ်ဘာပြောတယ်လဲမင်းကငါပေးထားတဲ့တယောက်တည်းပဲရှိတဲ့ဤစကောငါ့ကိုပြန်ပေးအဲ့ဒီခါမှာအဲ့ဒီခါမှာဖြစ်လေအာဗြဟံကတွေ့ဝေမနေဘူးဟာကိုတော်ပြောတော့ကျွန်တော်ကိုလူမျိုးကြီးဖြစ်စေမယ်ဆိုကျွန်တော်ရဲ့ generation ကို သမုတ်တရားသဲလုံးနဲ့မြ၊မိုးကောင်းကင်ကျယ်နဲ့မြများပြားစီမယ်ဆိုဘလို့ပြလို့ကျွန်တော်ကိုပြန်တောင်းရတာလဲ။ဒါကိုတော့ခတိမတည်ဘူး။ကိုရကိုရစကားမဟုတ်ဘူး။ဒါကိုရ revelation မဟုတ်ဘူး။စသဖြင့်ပြောလဲ။ तू မခံမယူနိုင်မဖြစ်ဘူးပြည့်တယ်။ तू မေးခွန်းမထုတ်ပြည့်တယ်။ဘာဖြစ်လဲ။ तू ဟာ new revelation ကိုခံယူနိုင်တာပြည့်တယ်။ဟုတ်တယ်ကိုတော့ပေးတယ်။အခုကိုတော့ပြန်တောင်းတယ်ကျွန်တော်ပေးမယ်။ကိစ္စမရှိဘူး။ဘာဖြစ်လဲ။ तू လက်ခံနိုင်တာပြည့်တယ်။ဒါကြောင့်မို့ဒီမှာမသက်အခန်းကြီးလေးအငယ်လေးမှာပြောတယ်လေ။ လူဟာမုံအားဖြစ်တာအသက်မရှင်ရဘူးဖြစ်လေဖယားသခင်မိန့်တော်မူသည်များအဖြစ်တကယ်တော့မုတ်ဆိုတာကလည်းဘာဖြစ်လဲနှုတ်ကပတ်တော်ပဲဖြစ်တယ်မုတ်ဆိုတာကလည်း revelation ဖြစ်တယ်သခင်ရှုအားဖြစ်လေနှုတ်ကပတ်တော်ဖြစ်တယ်သူဘာဖြစ်တယ်လဲငါအသက်မုံဖြစ်တယ် တကယ်တော့မုတ်ဆိုတာကလည်းဖရာရဲ့စကားပဲဖြစ်တယ်။ဒါပေမဲ့တခင်ရှုမှာပြောတယ်လေလူဟာမုတ်အဖြစ်ပဲအသက်မရှင်ရဘူးဖရာတခင်မိတော်မူသည်။အဖြစ်အတိတ်ကပါလေဖရာတခင်မနေ့တုန်းကတင့်ကိုဘာပဲပြောပြောဒီနေ့မှပြောတာရတိုင်းတင်သက်ရှင်ရမှာဖြစ်တယ်။မနေ့ကအတိုင်းသက်မရှင်ရဘူးဖရာတခင်ကဥမာတင့်ကိုမနေ့တုန်းကတင့်ကိုထမင်းစားပါလို့ပြောမယ်။ဒါပေမဲ့ဒီနေ့မှတင့်ကိုမစားနဲ့လို့ပြောမယ်။တရားအာမင်တူပဲလူလာဖြစ်တယ်ကိုတော်ပြောတော့မနေ့ကမစားနဲ့ဆိုဒီနေ့ဘလို့ပြန်သူစားဖို့ပြောတယ်လေအဲ့ဒါကတင်းနေကျွန်တော်ရဲ့အလုံးမဟုတ်ဖြစ်တယ်တင်းနေကျွန်တော်ရဲ့အလုံးက ဒီနေ့ပြောတဲ့စကားကိုဒီနေ့ဒီနေ့ဒီချိန်မှာအာမင် yes လက်ခံပြီးတော့မှဖြစ်လေလှုပ်ဆောင်နိုင်ဖို့လိုတာဖြစ်တယ်အာမင်ဒါကြောင့်ဒီမှာရှိတဲ့ချစ်ရတဲ့မိတ်ဆွေတွေအားလုံးသင်ရဲ့အတွေးခေါ်ထဲမှာတတ်တမှတ်တဲ့အဲ့ဒီကျမ်းစာကိုအတီယူမှတတ်တလုံး new revelation တို့ရင်မခုန်ပဲနဲ့ new revelation ကိုမမျှော်လင့်ပဲနဲ့ old revelation မနေ့ကလွန်ခဲ့တဲ့ဟိုးအရင်တုန်းကဖွင့်ပြချက်နဲ့ဒီနေ့အသက်မရှင်ပါနဲ့သင်အဲ့ဒီအလိုပဲ အရင်တုန်းကအဟောင်းတပည့်တင်သက်ရှင်နေမယ်ဆိုရင်တင်အသစ်တော်တကားတွေတင်းတော်မဖွင့်လာနိုင်တော့ဘူးဖြစ်တယ်တကယ်တော့ဘုရားသခင်အမြဲတမ်းအမှုသစ်ကိုပြုရှင်တဲ့ဘုရားသခင်ဖြစ်တယ်။အာမင်။ဒါကြောင့်အမှုသစ်ကိုပြုတဲ့ဘုရားသခင်ဟာသင်ရဲ့ဘဝမှာအသက်တော်ကောင်းကြီးနဲ့အသက်တော် revelation အသက်တော်ဝိညာဉ်နဲ့ပဲကောင်းကြီးနဲ့ပဲထဲကိုဆွဲခေါ်လို့ရတဲ့သူတယောက်တင်ဖြစ်နေဖို့ရန်အတွက်သင်ဟာအမြဲတမ်းမှာ new revelation အတွက်နှလုံးသားကိုပြင်ဆင်နေဖို့လိုဖြစ်တယ်။အာဗြဟံလိုပဲမနေ့ကသားပေးတယ်ဒီနေ့မှပြန်ယူမယ်ဆိုလဲ yes okay i am ready my father ဖြစ်နေဖို့ရန်အတွက်ဒီမှာရှေ့ချရမယ့်ဆိုတဲ့အားလုံးကိုကျွန်တော်အားပေးချင်တာဖြစ်တဲ့အရောက်တိုင်းကိုဖျောက်သခင်အထူးပဲကောင်းချီးပေးပါစေ။